အလုံးမင်းမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတော့ဆရာမြတ်တန်းတင်ရေးသားခဲ့တဲ့စပယ်တွေရမယ်ဆိုတဲ့ဝတ္ထုတိုကလေးပဲဖြစ်ပါတယ်ရှင်ဒီဝတ္ထုတိုလေးကိုမတင်ဆက်မီ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့လဲအလုံးကိုမေတ္တာရခံပါတယ်သူကို လမ်းမတစ်ခုပေါ်ရှိလူစီကားတွေလက်ဖက်ဆိုင်ဒီဇိုင်းရှိမော်တော်ကားများအနီးတစ်ဝိုက်တွင်မနှစ်တိုင်းကျွန်တော်တွေ့ရတတ်သည်အသားညိုညိုမျက်လုံးဝင်းဝင်း ရက်ခုံးကောင်းကောင်းနာရန်စင်စင်ရက်ခန်းတူတူနှင့်ဖြစ်ပြီးသူ့သွားများသည်လဲညိုလဲသောသူမျက်နာပေါ်တွင်ဝန်းလံနေကြသည် သူစပင်များက ခုတ်ပေါ်နှင့်ပခုံးပေါ်တွင်ဝဲကြလျက်ယောက်ျားဝတ်တရလက်ရှိအဖြူကိုအပြင်ထုတ်၍ဝတ်ထားပြီးခါတွင်ကျောင်းဆိုင်ကျထရလုံးကြီးခနွန်းနွန်းတထဲကို ခတ်တူတူဝတ်ထားသည်ခြေထောက်တွင်မူဂျပန်ဖိနက်ကလေးကို အမြဲစီကားတတ်၏ အတမ15နှစ်16လောက်ကရှိလေအောင်မည်လက်ထဲတွင်စပယ်ပန်းကုန်းလေးကိုခြင်ထားပြီးအနာတို့ဖြစ်သွားလင်းကဲစပယ်တွေရမယ်နော်စပယ်တွေရမယ်ဟုအော်တက်သည်ကျွန်တော်ကသူ့နာမည်ကိုမက်စပယ်ဟုခေါ်တဲ့အခါတွင်သူသည်သဘောကျစွာပြုံးလိုက်တတ်သည်တခါတခါတွင်မက်စပယ်ကိုမြင်နေကုန်ပြီးပွင့်အနီတွင်၎င်းတခါတည်းရန်တွင်လဲလမ်းပြီးပွင့်အနီတွင်၎င်းတွေ့ရတတ်သည် ကားပြင်ဖြတ်သွားသည့်ကျွန်တော်ကိုမြင်လင်းမတ်စပယ်သည်ဥလီတန်းတွင်မြူတော့ဘူးလားဟု အမေပြောတတ်သည်ဒီ point တွင်မိငီပြသည့်အခါမျိုးနှင့်အကျုံးနှင့်ကျွန်တော်ကလည်းစပယ်လေးငါးခုကိုတော့ယူငင်းအောက်တွင် ဖော်ပြလိုက်သည့်အကြောင်းအရာများမှာမတ်စပယ်ကကျွန်တော်ကိုပြောပြလိုက်သည့်အကြောင်းအရာများဖြစ်ပါသည်ဥလီကသမီးငယ်မဲကိုမတ်စပယ်လို့ခေါ်တော့လပည့်ဆိုင်သားကကားဆရာတွေကလည်း မီးကိုမဆပယ်လူပဲခေါ်ကြပါတယ်။ဒီနာမည်ကလေးကို သမီးကလည်းသဘောကျပါတယ်။နာမည်ကလေးကလှလင်းလာတယ်။ပြီးတော့စပယ်ပန်းရောက်နေရတဲ့သမီးရဲ့အလုံးနဲ့လည်းလိုက်တယ်လေ။သမီးညာမည်အမန်ကတော့တည်တင်အေးပါ။သမီးငငယ်တုန်းကရုပ်ရှင်မင်းသမီးတည်နေအေးနဲ့တူးလို့အဖေကသမီးကိုတည်နေအေးလို့မှတ်ထားတာတည်း။မျက်လုံးဝန်းသားရောမျက်လုံးတွယ်ပုံရောတည်နေအေးနဲ့တူတယ်တဲ့။သမီးကတော့တည်နေအေးကိုငငယ်ကမကြည့်လိုက်ဘူးပါဘူး။ ဒါပေမဲ့အရက်ထဲမှာတနေရေးပါတဲ့ရုပ်ရှင်က၂က၃ကကို ကြည့်ဘူးပါတယ်။နှင်းပြောက်တဲ့နှွေတို့မုန်းတလေပြုံးတလေတို့ထင်ပါတယ်။ရုပ်ရှင်သာစင်တာပါ။ပေါ်ဝါချင်းကတော့မတူပါဘူး။သူကရုပ်ရှင်မင်းသမီးတမီးကစပယ်ပန်းရောင်းတဲ့သူ။ဘာဆိုင်လာမှတ်လို့တခြားစီပဲ။ပေါ်ဝါချင်းမတူသလိုပညာချင်းလည်းမတူဘူး။ဝပုံစာပုံချင်းလည်းမတူဘူး။နာမည်ကျော်ပုံရင်းလဲမတူဘူးသူကတနိုင်ငံလုံးမှာနာမည်ကျော်တာတမိကဒီနာတော်ဝိုက်က ကားသမားတွေတားဆရာတွေကြားထဲမှာတွေ့နာမည်ကျော်တာရုပ်ရှင်မင်းသမီးတင်းနေအေးကဖျားပုံသူဖျားပုံမဲလို့ပြောတန်ကြားဘူးတာပဲသမီးကတော့ရန်ကုန်သူရန်ကုန်မှာမွေးတာဒါပေမဲ့ရန်ကုန်သူဆိုလို့တိတ်တော့အတင်ကြည့်လိုက်နေအောင်တော့ဦးလီသမီးမွေးတာဟိုးမြောက်ကလာပါမြို့စုံကငမွေးချောင်းပေးမှမွေးလာတာအခုတော့သမီးမွေးခဲ့တဲ့တဲကလေးတောင်မရှိတော့ဘူးသမီးတို့ကမြောက်ကလာပါမှတနေရာပြီးတနေရာ ရောက်နေတာဆိုတော့ကိုချက်မြုပ်တဲ့နေရာကိုတော့မသိတော့ဘူး။သမီးအဖေကအစတုန်းကစိုက်ကားသမားပါ။ကိုစိန်လင်းလို့ခေါ်ပါတယ်။အဖေလည်းရန်ကုန်မှာမွေးတာပါပဲ။အဖေတို့ငငယ်တုန်းကညောက်ကလားတို့ဘာတို့မရှိသေးဘူးလို့ပြောပါတယ်။အဲဒီတုန်းကအဖေကအိုးအစာရကွက်တက်မှာနေတယ်လို့ပြောတယ်။အိုးအစာရကွက်တက်ဆိုတာဦးလေးတို့တော့သိမှာပါ။အဲဒီနေရာကအခုတော်လန်ရေးပတ်ချံလုပ်ထားတဲ့နေရာဆိုတာအဖေပြောမှသိတာပါ။ အဖေကငငယ်ကလေးတွေကเจ้าငါထွက်ပြီးဆိုက်ကားအငားနေပါတယ်။အဖေတို့ခေတုံးကဆိုက်ကားငါကကအုံနာကိုတနည်းနှစ်ချက်ပေးရတယ်လို့ပြောပါတယ်။ဆိုက်ကားကကလည်းအနည်းဆုံးပြား90လို့ပြောပါတယ်။ဆိုက်ကားတစ်စီးလုံးခွန်ငါမှဘလောက်မှမကြဘူးတဲ့။တစ်ချက်နှစ်ချက်လောက်ပဲပေးရင်မျိုးရဲထီတောင်ငားလို့ရတယ်တဲ့။ဒါပေမဲ့အဖေကတော့မျိုးရဲမှာဆိုက်ကားမနေပါဘူး။နေနီကုန်းတဝိုက်မှာပဲနေပါတယ်။ ဲ့ဒီတုန်းကဘာကရလမ်းမှာမင်းလေးတွေစကားတွေပဲရှိပါတယ်။မင်းလေးကတော့စံကြောင်းကနေဖရာအထီတို့စံကြောင်းကနေရှေကုန်းတိုင်းဗဟန်းတို့မြို့ရဲတို့ကိုသွားပါတယ်။စကားကတော့တင်းသားတော်ဝိုက်တွင်ပေါ့လေ။အဲ့ဒီတုန်းကအဖေကမင်းဒီကုန်းအဝိုင်းသားမှာစကားကိတ်ထိုးပြီးအဲ့ဒီစကားကိတ်မှာပဲအမြင်နေပါတယ်။တခြားဘဲကူမှမသွားဘူးတဲ့။အဲ့ဒီတုန်းကအဲ့ဒီနားမှာအေးဆိုင်တွေလည်းရှိတယ်။ ဟိုဘယ်လိုပြောရမလဲမကောင်းတဲ့အိမ်တွေလည်းရှိတယ်လို့အဖေကပြောတယ်။ဒီတော့ဆိုင်ကနေရတာအဆင်ပြေတယ်တဲ့။ကောလိပ်ကျောင်းသားတို့ဘာတို့အရက်လာတော့ရင်လဲမြန်မီကုန်းတော့ဝိုက်ကအကျုံရဲ့ဆိုင်မှာပဲလာတော့ကြတယ်တဲ့။အကျုံဆိုတာအဲ့ဒီတုန်းကမြန်မီကုန်းမှာရှိတဲ့ဘောဂဗလာအရက်ဆိုင်ရဲ့ပိုင်ရှင်မှာအမေပြောဘူးလို့ဒီဆိုင်နာမည်ကိုကောင်းကောင်းမမိနေတာပါ။နောက်တော့အဖေတို့နေခဲ့တဲ့ဦးစာရကွက်တိကြောင်းရပါတယ်။ အဖေတို့နေတဲ့မင်းကြီးကုန်းသားကတဲကလေးတွေလည်းကြောင်းရပြီးမြို့တစ်တဲလို့တောင်းကလာတို့မြောက်ကလာတို့ကိုကြောင်းရပါတယ်။အဲ့ဒီတော့အဖေနဲ့အမေစိတ်နေကြပြီတဲ့။သူတို့နှစ်ယောက်တွေ့သွားပုံကလည်းသိတော့မဆမ်းဘူးဘောဦးလေးရဲ့။အဖေကလည်းအဲ့ဒီနာကမြင်းကြီးကုန်းအဝိုင်းမှာစိုက်ကားထိုးအမေကလည်းဘောကပလာအရေးဆိုင်ရှိမှာကြချေရိုးတို့အမဲကျော်တို့ရောင်းဆိုတော့သူတို့နှစ်ယောက်ဟာတွေ့ပြီးချစ်ချိုက်သွားကြတာဖြစ်မှာပေါ့။အဲ့ဒီတုန်းကအဖေကအသက်20လောက် အမေက18နှစ်လောက်ပဲရှိအောင်ပါပေါ့အပေတို့အမေတို့အိမ်ပြောင်းရတော့တယောက်တခြားစီဖြစ်သွားပါလေအပေတို့ကတောင်းကလာပကို ကြောင်းတော့ရပါတယ်အမေတို့ကမြောက်ကလာပကိုရောက်သွားပါတယ်နေရထိုင်ရတို့ အလုတ်ကိုင်းတို့လည်းနည်းနည်းပပတော့ကတိသွားတာပေါ့နောက်တော့အပေကတောင်းကလာမှာပဲဆိုက်ကားနေပါလေအမေကတော့မြောက်ကလာစင်းသားကဆက်ဆိုင်ဒီဇိုင်းမှာအင်ဂျီရီကိုယူပြီးခြေတိတတ်ပါတယ် အဲ့ဒီတုန်းကအမျိုးသမီးတွေဝတ်တဲ့အိမ်ကြီးတွေမှာကျယ်တီခွင်းတို့ပါတို့ပါတော့ကျယ်တီတက်တဲ့အလုပ်ဟာလေမဆိုးပါဘူးအေးဆေးကလေးပါလေးတော့နည်းနည်းပါပါအထောက်အကူဖြစ်ပါတယ်အမေရဲ့အဖေက အလင်းနှောင်းကတသမဆရာကြီးပေါ့နောက်တော့အိမ်ဆောင်ရင်အိမ်ကောင်မောကလိမ်ကြတာနဲ့ခါယိုကျိုးသွားပြီးအလုပ်မလုပ်နိုင်တော့ပါဘူးဒီတော့အမေတို့တာမီကပဲစပွေကျွေးမိရပါတယ်အပေဟာတောင်းကလာမသာစိုက်ကားနှင်းပေမဲ့ အလုကိုကောင်းကောင်းမလုပ်နိုင်ဘူး။မြောက်ကလာချီပဲလာလာနေတယ်။ဦးလေးစဉ်းစားကြည့်လေ။တောင်ကလာကနေမြောက်ကလာကိုဆက်ကားနဲ့နေတိုင်းလာရတာဟာနည်းတယ်ခရီးလား။တိုက်ရိုက်လမ်းမရှိတော့ကဘာကြီးပြားလမ်းမကြီးကနေကွေ့ပြီးတကွေ့ကြီးလာခဲ့ရတာ။ဒါပေမဲ့အဖေကတော့နေတိုင်းလာရပဲတဲ့။အဲ့လိုနဲ့မြောက်ကလာကိုချီလာလာနေတော့အမေလုံးမှာထိတ်လိုက်ကလေး။ဒါနဲ့နောက်ကျတော့မြောက်ကလာစင်းသားက ထိမှပဲစိုက်ကားလာထိုးပြီးမြောက်ကလာမှာပဲနင်းတတဲ့မနက်လင်းသားနဲ့အဖေဟာစိုက်ကားတစီးနဲ့မြောက်ကလာပါကိုရောက်လာပြီးမြောက်ကလာစင်းသားကကိမာထိုးတနေကုန်မြောက်ကလာမှာပဲစိုက်ကားနဲ့ညနေမိုးချုပ်တော့မှစိုက်ကားသိမ်းကြော်တာပဲအပြန်ကြတော့လဲတောင်းကလာတိစိုက်ကားနဲ့ပြန်ရတာပဲအဖေနဲ့အမေကြိုက်နေတဲ့တရင်ကဘလို့ကနေဘလို့ပေါက်သွားလဲမသိဘူးအမေရဲ့အဖေနားကိုရောက်သွားတယ်ဒီသတင်းကိုကြားတော့ ီးရဲ့အဖေကသဘောမတူဘူးတဲ့သူ့သမီးကိုဆက်ကားသမားမယားအဖြစ်မခံနိုင်ဘူးပေါ့ဦးလေးရေတကယ်တော့လက်သမားဆရာရဲ့သမီးဟာလက်သမားတို့ဘာလို့နဲ့ညာပေါ့ခုတော့အဖေရဲ့ဆက်ကားဆရာအလုပ်ဟာဒီလောက်ကုန်ငယ်တဲ့အလုပ်မဟုတ်ပါဘူးကောင်းရောင်းကောင်းဝဲလုပ်ကင်စားရင်ပြီးတာပဲမဟုတ်လားအဖိုးကြီးကတော့ရှစ်လူကြီးဆိုတော့သူ့သမီးကိုဆက်ကားဆရာနဲ့မပေးစားနိုင်ဘူးဆိုပြီးတဆူဆူတပူပူလုပ်နေတယ် နောက်တော့အမေလဲစိတ်ညစ်ညစ်ရှိတာနဲ့အဖေနဲ့ခိုးရလိုက်ပါတယ်။အဖိုးကစိတ်ဆိုးလို့အမေကိုတော်တော်နဲ့ပြန်မခေါ်ပါဘူး။ဒါနဲ့ပင်နဲ့အမေတို့ဟာမြောက်ပလာအစွန်ကတငယ်ချင်းတယောက်အိမ်မှာ နေကြရပါတယ်။အဖေကတော့စိတ်ကားနင်းမြင်နင်းရတာပေါ့။အဖိုးကစိတ်ကြီးသူဖြစ်လေတော့အမေကိုတည်တည်ကြည့်ခေါ်မသွားတော့ပါဘူး။အမေတို့အိမ်အောင်ကြပြီးတစ်နှစ်လောက်အကြာမှာပဲအဖိုးဆုံးသွားတယ်ထင်ပါတယ်။အဖိုးဆုံးတော့မှအပွားကလည်း ူသမီးကိုပြန်လက်ခံပြီးအမေတို့နဲ့အတူနေပါတယ်။အမေတို့မှအဖေလုပ်စာနဲ့မစားလောက်တဲ့အခါကျတော့အပွားနဲ့အမေကဂျပန်လောက်ကင်စားတော့ကြရပါတယ်။ဂျပန်ဆိုတာပျပျော်ရောင်းတဲ့အခါရောင်းကုန်သင်းရောင်းတဲ့အခါရောင်းမြောက်ကလာပါတယ်မှာရှိတဲ့ပလတ်စတစ်ဆက်ယုံကလေးတွေမှာပလတ်စတစ်အဟောင်းတွေစေးအလုတ်ကတော့ဆုံးလို့ပါပဲ။သမီးတို့မှလည်းလူဦးရေကများလာပြီလေ။အဖေတို့အမေတို့ကသသမီး၆ယောက်မွေးပါတယ်။ အကြီးဆုံးကတော့ယောက်ျားလေးပါ သူကတော့ခုနှစ်တန်းလောက်ပဲကျောင်းနေလိုက်ပါတယ်ခုနှစ်တန်းတော့မအောင်ပါဘူးဒါနဲ့သူ့ကိုအဖေရဲ့တငယ်ချင်းကမော်တော်ကားဝါရှော်မှာအလုပ်သွင်းပေးထားပါတယ်နောက်တော့သူလဲစောစောစီစီအိမ်အောင်ကြပြီးအိမ်ခွဲသွားပါတယ်နောက်တစ်ယောက်ကတော့မိကလေးပါ သူလဲကျောင်းကောင်းကောင်းမနေလိုက်ရပါဘူးအိမ်လုတ်ကူကူလုတ်ပေးရင်းနဲ့ပဲမော်တော်ကားဒရိုက်ဘာတယောက်နဲ့ရသွားပါတယ်ကီရီတိုင်းကိုမနေ့အစောကြီးသွားသွားပြီး ကုံစင်းညုံငါတို့ဝေယာကနေပြီးဒရိုက်ဘာနဲ့ညသွားတာပါသူကလည်းနောက်တော့တက္ကိတကိုပြောင်းပြီးအိမ်ခွဲသွားပါတယ်နောက်တစ်ယောက်ကတော့ယောက်ျားလေးပါသူကတော့အိမ်ောင်တို့ဘာလို့မကြသေးပါဘူးဒါပေမဲ့အစိုးလုံးတို့အဖေကသူ့ကိုအိမ်ကနှင်ကြထားပါတယ်သို့တလားတော့မမေ့နဲ့ဦးလေးရှံဖြစ်ပြီးရဲစခန်းကိုရောက်ရတဲ့အချိန်ပေါင်းကလည်းမနှဲတော့ဘူးဆိုတာကတော့အရေးသောက်တာပဲအရင်မူပြီးပြန်လာရင် အမေကိုကြည့်တိုက်တယ် အပေရှိရင်တော့ခင်ဗျတို့ပြန်မလာရဲဘူးကျုံရမှနေတာပါပဲဘလို့လုတ်ကင်စားတောင်းနေတယ်လဲဆိုတာတော့သမီးလည်းမသိဘူးတခါတလေမှတောင်းကလာမှသွားနေတယ်တခါတလေမှလည်းတာကိတမှသွားနေတယ်တခါတနေမှလည်းပဲပြောက်နေမှမသိဘူးလင်္ကာလာလောက်ရှိမှမြောက်ကလာဘဘက်ကိုရောက်လာတတ်တယ်အဲ့ဒီတော့မှ သူ့ကိုတွေ့ရတာပဲအဖေမရှိတော့အင်ကိုရောက်လာရင် အမေကိုပတ်စံတောင်းနေအမေကလည်း အဲ့ဒီသားကြတော့တော်တော်ချစ်ပုံရတယ်။သူပစံတောင်းရင်ရှိသမျှပစံကလေးကိုအဖေမသိအောင်ချိန်ပေးလိုက်တာပဲ။တခါကလေးမှပစံမရှိရင်လဲရှိတဲ့အဝတ်အစားကလေးဆန်စုပ်ကလေးကို ပောင်းပေးလိုက်တယ်။တခါကလေးကြတော့သမီးစဉ်းစားမိတယ်ဦးလေး။အမေတွေဟာမတရားဘူးလို့ဆိုတဲ့ကလေးကိုကြတော့တိတ်ချစ်တိတ်လိုလိုက်ပြီးလိမ္မာရေးကြရှိတဲ့သားသမီးတွေကိုကြတော့ဝတ်ချတန်းကြီးပဲချစ်ကြတယ်မဟုတ်ဘူးလားဦးလေး။ သမီးကစတုဒ္ဒသမီးသမီးအောင်မမောင်လေးတယောက်နဲ့ညီမလေးတယောက်ရှိသေးတယ်အဖေကတော့အသက်ကြီးလာတော့အရင်ကလိုစိုက်ကားမနေနိုင်တော့ဘူးလေအသက်ကြီးတဲ့လူစိုက်ကားသမားဆိုရင်စီးတဲ့လူကလည်းသိပ်မစီချင်ကြတော့ဘူးအာနာလုလာဒါမှမဟုတ်အဖိုးကြီးကောင်းကောင်းမယုံနိုင်တော့ဘူးလို့ထင်လို့လာတော့မပြောတတ်ဘူးအဲ့ဒီထဲမှာအဖေကမျက်စိမုံနေမျက်စိမုံတော့ညတို့ဘာလို့ဆိုရင်စိုက်ကားနင်းလို့မရတော့ဘူး တနေ့ကိုအုံလာကပေးပြီးချင်းယုံတော့ပဲနေတော့တယ်။နေဘူးတဲ့အချိန်နင်းပြန်ရင်လဲအဖေကအတကြီးတော့တိတ်မနေနိုင်ဘူး။မိုးရင်ကြတော့လဲမကြခဏအေးမိလို့မနေနိုင်ပြန်ဘူး။ဗန်နိုင်ကျလဲရှိတော့စေဝါကတို့ဘာတို့ကလဲကုန်နေ။ဒီတော့သမီးကလဲထွက်လုလို့ရတာပေါ့။ဟုတ်ပါတယ်။သမီးအသက်15နှစ်ပဲရှိပါသေးတယ်။မောင်လေးက12နှစ်၊မြမလေးက10နှစ်ပါ။ သူတို့အတွက်ចောင်းစည်းရည်တို့ဘာလို့လဲကုန်နေမဟုတ်လားဒီတော့တမီចောင်းဆက်မနေနိုင်တော့ဘူးလေ6တန်းအောင်ပြီးခုနှစ်တန်းအယောက်မှာចောင်းကထွက်လိုက်တယ်ចောင်းမထွက်ခင်ငယ်ကအလုလုခဲ့တာအခုចောင်းထွက်တော့လဲအလုလုနေတော့ပါပဲတမီအလုလားတမီကဒေးရွယ်မှာဘာလို့လုတောင်းမှာလဲဦးလေးရဲ့တမီဆန်နဲ့တမီကလေးကအလုလုခဲ့ရတယ်ဆန်နဲ့တမီအရွယ်ဆိုတာဘာလို့လုတတ်မှာလဲအိမ်ပေါ်လုရင်လို့ ဒါမှမဟုတ်အကျော်လိုဘာလို့လဲရောင်းချင်ရပေါ့ဒါပဲရှိတာပေါ့အိမ်ပေါ်တော့မလုပ်ချင်ပါဘူးဦးလေးရေဒီတော့သမီးဆန်နဲ့သမီးအရွယ်လောက်တုန်းကအကျော်လျှောက်ပြီးရောင်းတယ်ဒါပေမဲ့သိမ့်မကြိုက်ဘူးဦးလေးရေအကျော်ကယာရင်နဲ့ရောင်းရတာကိုရင်တော့မဆိုပါဘူးမခုံရင်ရှုံးနေနောက်တော့ယာရင်နဲ့မယူတော့ဘူးကိုနိုင်တဲ့လောက်ပဲယူရောင်းတယ်တကူမှဆယ်ပြားလောက်ပဲကျန်နေအနောက်ပိုင်းနဲ့ညပိုင်းတစ်လက်ရောင်းလိုက်ရင် ကို့ဘူ30လောက်တော့ကျန်ပါတယ်။ဒါပေမဲ့အကျော်ရောင်းရတာပင်မန်းနေဦးလေးရဲ့တလန်းဝင်တလန်းထွက်ရှောက်ရောင်းရတာဆိုတော့ပင်မန်းနေပင်မန်းနေဆိုတာချောင်ညောင်းတာတို့ဘာတို့ကဒီလောက်အကြောင်းမဟုတ်ပါဘူး။သမီးဒီလောက်တော့အပင်မန်းခံနိုင်ပါတယ်။အဆိုးဆုံးကတော့စတာပဲ။လမ်းကြီးပဲရှောင်းလိုက်ရတော့တိတ်စတာပဲ။ဒီတော့ကိုရောင်းတဲ့ကြော်တဲ့ကချီမျက်နှိပ်စားနေတော့နေရွက်သိမ့်မကိုက်ဘူးပေါ့။အိမ်မှာလည်းကောင်းကောင်းမစားရ။လမ်းမှာလည်းဈေးလျှောက်ရောင်းရင်း ဆလာရင်အကျော်ပဲနှိုက်စားလိုက်တာပဲမမိသေးတဲ့ဦးလေးရဲ့တခါတော့အိမ်ကအကျော်ရောင်းထွက်လာတယ်အိမ်မှာလဲထမင်းကျန်းလိုဘာလို့မကျန်းဘူးဘာမှလည်းမစားခဲ့ရဘူးအကျော်ပေါ်ရောက်မှအကျော်လေးတကူလောက်စားပြီးအကျော်ရောင်းထွက်လာတယ်တလန်းဝင်တလန်းထွက်တကောက်ကောက်ရှောင်းနေရတော့စားရဖို့ဦးလေးရဲ့ဒီနေ့စားတိုင်းအကျော်လေးနဲ့နှိုက်စားလာတာအဲ့ဒီနေ့ကအရင်တော့ပြန်မရပါဘူးအိမ်ရောက်တော့အမေကဟိတ်လိုက်တာလေပါပြောကောင်းမလဲ နောက်တော့အကျော်မရောက်မဲ့သမီးပန်းရောက်လာတယ်။စပယ်ပန်းပေါ်လေ။သမီးတို့မြောက်ကလာမှာစပယ်ပန်းချန်တွေ အများကြီးရှိတယ်။အဲ့ဒီချန်တွေကစပယ်ကိုစနေရာဒီလုံးလုံးဖွင့်အောင်စိုက်ကြတယ်။ညနေပိုင်းဆိုရင်စပယ်ဘူးတွေကိုတွားခူရတယ်။ချန်တွေကပန်းနိုင်ကိုသွင်းလာလဲရှိတယ်။ပန်းနိုင်ဆိုတာရန်ကုန်တမျိုးလုံးမှာရှိတဲ့စပယ်ချန်တွေကစပယ်ပန်းတွေကိုလိုက်သိမ်းဝယ်ပြီးသူတို့ကမှတဆင့်ဈေးတွေကိုလလီလက်ကချန်တာပေါ့လေ။ မီးတို့ကတော့ပန်းတန်ကြီးတွေကတဆင့်ယူတာမဟုတ်ပါဘူး။ချက်ကထည့်ရယူတာပါ။ဈေးကအပွင့်တစ်တောင်းကိုခွန်လက်ချက်ပါ။အပွင့်ဆိုပေမဲ့ညာဘက်ပိုင်းမှာတော့တိတ်မပွင့်ဘူးပေါ့လေ။အပူကလေးတွေကိုခူလာပြီးအိမ်ကျရင်ပိတ်စိမ်းပါကလေးနဲ့အုပ်ရေပြန်းထားရပါတယ်။အပွင့်ကလေးတွေဝင်လာတော့မှအချီကျိုးနဲ့ဒီပါတယ်။ရောင်းနှန်းဆိုရင်တော့အပွင့်တစ်တောင်းဆိုရင်စပယ်ဝုံး100လောက်တော့ရတာပေါ့။ ကုန်ရင်နဲ့ရောင်းရင်20ဘူးအစိပ်ပိုးလောက်တော့ရှိမှာပေါ့ဒီတော့ဒီထဲမှာအစိပ်ပိုးလောကားလို့နှုတ်လိုက်ရင်ခုအတွက်30လောက်တော့ကျန်တာပေါ့လောကားဆိုတာကထားပါတော့လေတကယ်တော့စပယ်ကုန်းတည်တဲ့လောကားဆိုတာဘာမှဖြစ်ဖြစ်မြောက်မြောက်ရတာမဟုတ်ပါဘူးစပယ်ကုန်းတွေကိုညကတည်စားပြီးမနဲ့အစောကြီးကျတော့တပည့်ရန်ကုန်ငယ်ကိုသွားရောက်ပါတယ်ခရီးစေးကတော့ကုန်တာပေါ့လေအများအပြားတော့ခီးစီတသားအောင ညုပယထာနဲ့လိုက်ပါတယ်ညုပနဲ့လိုက်ပြီးဟန္တာရီပူရမှာဆင်းပါတယ်ဆင်းပြီးလှရန်စီကိုလာရောက်ပါတယ်ရှင်ဈေးထဲမှာခြောက်ရောက်တာမဟုတ်ပါဘူးလှရန်စီကိုဈေးလာဝဲတဲ့ကားတွေမှာလက်ရောက်ပါတယ်တချို့ကလည်းအိမ်မှာဖျားတင်ဖို့ဝယ်ပါတယ်တချို့ကလည်းမော်တော်ကားရှေ့မှန်ကန်မှာချိန်ဖို့ဝယ်ကြပါတယ်သမီးကတနေ့ကိုအကုန်300လောက်ရောင်းရပါတယ်တိတ်တော့မကြမ်းပါဘူးဦးလေးရေတနေ့ကုန်ရောင်းရတာမဟုတ်လား နစာသမင်းမိုးကရှိသေးတယ်။ပြီးတော့ဟိုဘေးဒီဘေးပေးရတာက ရှိသေးတယ်။မနစာကတော့အင်းကပဲပြုံးတဲ့သမင်းကျော်စလာခဲ့ပြီးပါပြီ။ဒါပေမဲ့အသိစားတဲ့ဦးလေးရဲ့တခြားရှောက်လုံးလေးကတော့စံနိုင်လောက်ဆိုရင်စလာပြီ။ဒီတော့သမင်းကျော်ဝင်စားရတယ်။သမင်းကျော်ဆိုတာကလည်းတပတ်ကံကိုရှစ်ချက်လောက်ပေးရတယ်။တခါတလေလေလန်လန်စီမာတင်ကုန်ငင်ကုန်သွားတယ်။မနစောစောစီဝင်လာတဲ့မော်တော်ကားတွေစီချိန်မှဆိုရင်လန်လန်စီမာရောက်ပါလေ။ နေနေလိုကားတွေတော်တော်ရှင်းသွားပြီဆိုရင်လဲလဲမီပွိုင်မှာသွားပြီးရောင်းပါလေမီပွိုင်မှာမော်တော်ကားတွေရက်တယ်မဟုတ်လားဒီတော့မှရောင်းရတာပါအဲ့ဒီမှာမကုံရင်တစီဆိုင်လိုမီနီကုံးလက်ပတ်ရည်ဆိုင်တွေနဲ့မီနီကုံးမီပွိုင်ကိုသွားရောင်းရပါတယ်အမှန်ကတော့မီပွိုင်မှာမရောင်းရဘူးဦးလေးရဲ့ရောင်းရင်ရင်သိမ်းရဲကဖမ်းတယ်တချို့ရင်သိမ်းရဲကြီးတွေကြတော့လဲသဘောကောင်းရှာပါတယ်သမီးတို့ကိုဘာမှမလုပ်ပါဘူးအตาပဲကြည့်နေတဲ့တာမျိုး အဆိုရင်တည်းရဲ့ကြတော့လေအနှမျိုးပေါ်ဥလိရဲ့နေရာတကာမှာလူပေါင်းရှိတယ်လို့လူစုလည်းရှိကြပေါ့တချို့လက်ဖက်ရည်ဆိုင်တွေရှိကြလဲမကြီးခွဲတဲ့သူတွေလည်းရှိသေးတယ်ဥလိရဲ့သူတို့ကိုလည်းနေပါပါပေးရတယ်လို့မို့ရင်ဆိုင်သားမှလာမယောင်ရဘူးဒါကဆိုင်တိုင်းတော့မဟုတ်ပါဘူးတချို့ဆိုင်တွေကြမှာပါသူတို့ကလက်ဖက်ရည်ဆိုင်နဲ့လဲပါမှမဆိုင်ဘူးရှင်ထင်းရဲတို့ကတို့လည်းမဟုတ်ဘူးတသက်မဲ့အနာတဝိုင်းမှာမကြီးခွဲနေတာ ဒီပွိုင်မှာစပယ်ပန်းရောင်းရတာအနှရေတော့များတယ်ဦးလေတခါတလေမှာကားကိုမနှဲလို့အောင်ရှောင်းရတာတို့ကားတို့ရှိတယ်တချို့ကားတွေကြတော့လဲမိဝါပြနေပေမဲ့စွမောင်းနေမောင်းသွားတာတချို့ကားကလည်းတခြားကားပင်းသားမှာလူတယောက်ရက်နေတာမှန်သေးတယ်နဲ့တမင်ကပ်ပြီးတိုးဝင်လာချင်းလာတာတခါတော့ကတမင်ရဲ့အတူစပယ်ဝုံးရောင်းနဲ့မတန်သေးဆိုတဲ့ကောင်မလေးတယောက်မိပွိုင်မှာစပယ်ပန်းတွေကိုကားပင်းမှာကပ်ပြီးရောင်းနေတယ် ဒီတုန်းကအကားကြီးတစ်စင်းကအတင်းပင်းသားမှလာရက်လို့ကောင်မလေးကားညက်ပြီးပြီအဲ့ညံမှာပဲပေါ်ခြင်းပြီးတည်သွားတဲ့ဦးလေးရဲ့အဲ့ဒီတုန်းကသမီးကတပတ်ရင်ကျော်မှရောင်းနေတာစိတ်မကောင်းလိုက်တာဦးလေးရဲ့သူရိုင်ထဲမှာစပယ်ကုန်းကလေးတွေပြန်ချဲလို့သမီးစိတ်ထိတ်ခိုက်တာနဲ့အဲ့ဒီမိဘကိုတလနှစ်လလောက်မသွားဘူးအစီရဲမှာသွေးဆုံးနေတဲ့စပယ်ပန်းကုန်းလေးကလေးတွေကိုပဲမြင်နေတယ် အိမ်မက်ထဲမှာတော့သွေးစွန်းတဲ့စပယ်ပန်းကုန်းနီနီကလေးတွေကိုမြင်မြင်ပြီးကြောင်ကနအော်နေမိတယ်။ဒါပေမဲ့သမီးအဲ့ဒီမိပိုင်ကိုဆက်စားမသွားပဲမနေနိုင်ဘူးလေ။အဲ့ဒီနေရာကကားလမ်းတွေအများကြီးဆုံးနေတော့စပယ်ကုန်းရောက်လို့တိတ်ကောင်းတာကိုအဲ့ဒီမိပိုင်ကိုသာကိုဦးပြပြရောက်သွားရင်တခြားပင်နေရာကိုမှသွားစရာမလိုတော့ဘူး။တနေရာထဲမှာရင်ကုန်သွားတယ်။အဲ့ဒါကြောင့်အဲ့ဒီမိပိုင်ကိုကိုကဥအောင်သွားရတယ်။ လပိုင်ဆိုင်သားမှာရောက်လာကတော့မော်တော်ကားအန္တရာယ်တို့ဘာတို့ကိုသိမစိုးရင်ရပါဘူး။ဒါပေမဲ့တချို့ကားဆရာတွေကမကောင်းမှုဦးလေးရေပန်းဝဲတော့တစ်ချက်ပိုးလာဝဲတယ်။တီးရင်ကြီးတဲ့တဲ့ပြောတာတို့ထိတ်ဖို့ကောင်းမှုလုပ်တာတို့ရှိတယ်။ခတားကသူတို့နဲ့လက်လက်ရောရောမနေပြန်ရင်လည်းတမျိုးတခါတလေကြတော့စိတ်ညစ်ရတဲ့ဦးလေးရေစပယ်ပန်းကတတော်နဲ့မကုံနိုင်ဘူး။ဒီတော့အရက်တဲကိုလှည့်ရောက်ရပြန်ရော။အဲအရက်တဲလှည့်ရောက်ရပြီဆိုရင်တော့ ပတ်မောပြီလို့သာအောင်းမိပေတော့စပယ်ရရမယ်စပယ်ရရမယ်လို့ပါဇက်ကအော်လိုက်ရတာအမွန်လမ်းကြီးပဲရှောင်းနေရတော့စားလဲစားတယ်အဲ့ဒီတော့ဟိုဟာဝယ်စားဒီဟာဝယ်စားနဲ့ပတ်စံကအဖို့ကုန်ပြန်ရောတမီလာကျောင်းတော်မနေတော့ပါဘူးဦးလေးရဲ့စာရေးတောင်ရေးကရှိနေတော့ကျောင်းနေဖို့စိတ်မကူးနိုင်တော့ပါဘူးအဖေကလည်းကောင်းကောင်းမမာဘူးအမေကလည်းအဖေကိုပြုစုနေရတာနဲ့ပဲအဆင်ကုန်တာမဟုတ်လားပြီးတော့ မောင်လေးနဲ့ညီမလေးကိုလည်းကြောင်းထရအောင်မယ်။တမီးမှညွန်မှန်းချက်ကြီးကြီးမားမားမရှိပါဘူး။မောင်လေးနဲ့ညီမလေးကိုကောင်းကောင်းပညာသင်ပေးနိုင်ရင်တော်ပါပြီ။အဲ့တခုတော့ရှိတာပေါ့ဦးလေးရဲ့။ညာဦးကလာမဖြစ်ဖြစ်စပယ်ဆန်လေးတစ်ချမ်းလောက်တော့ပိုင်ချင်တယ်။တမီးသာစပယ်ဆန်လေးတစ်ချမ်းလောက်ပိုင်ရင်စပယ်တွေကို၁၂ရာသီပွင့်အောင်စိုက်မယ်။စပယ်ဆန်အောင်ရင်ပန်းတိုင်ကြီးတစ်ခုဖွင့်မယ်။ပန်းတိုင်ကကြည့်တော့တာဘာမှမဟုတ်တာ။ဝင်ဝေတော်တော်ကောင်းတာဦးလေးရဲ့။ ်ပြီးတော့သမီးတို့လိုအကြောင်းမနေနိုင်တဲ့ကလေးတွေကိုစပယ်ပန်းရောက်တဲ့အလုပ်ပြီးမယ်။အေးတခုတော့ရှိရဲ့။မတန်းတီလက်ထဲမှာမြင်လိုက်ရတဲ့သွေးစွန်နေတဲ့စပယ်ပန်းနေနေကလေးမျိုးတွေကိုတော့သမီးမမြင်ချင်ဘူး။ဖြူဖွေးပြီးမွှင်းနေတဲ့စပယ်ပန်းကလေးတွေကိုပဲမြင်ချင်တဲ့ဦးလေးရဲ့။